။ United ရဲ့ဒီကစားသမားနှစ်ဦးက Premier League ဖလားကိုအရယူပေးပါလိမ့်မယ်။အားလုံးပဲမင်္ဂလာပါ။ကျွန်တော်တို့ရဲ့ Dimension City Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေ။ Manchester United အသင်းဟာအိမ်မက်ဆန်နဲ့ပြဿနာယုံကြည်မှာ Brighton ကို၄ဂိုးနှစ်ဂိုးနဲ့အနိုင်ရခဲ့ပြီးတော့ဒီလိုအနိုင်ရခဲ့တဲ့ပွဲပြီးမှာ Man United ကျယ်ပွဲနှစ်ဦးနဲ့ပတ်သက်ပြီးအတော်လေးချစ်ကျူးတန်တွေဝေးစားနေပါရစေ။ကျွန်တော်အမြင်ရတော့ဒီကစားသမားနှစ်ဦးက United အသင်းကို Premier League စုဖလားအားအရယူပေးလိမ့်မယ်လို့ထင်မြင်မိနေပါရစေ။ United တို့ရဲ့ထာဝရကစားသမားတဦးဖြစ်တဲ့သယဲနီကန်နိုဝဲ Gary Neville ကလည်းဒီကစားသမားနှစ်ဦးနဲ့ပတ်သက်လို့ဟောကိန်းထုတ်ခဲ့ပါရီ Brian Abumo ကဇေယောကင်းစားခဲ့ရတဲ့၄ခု၂ခုနဲ့ပွဲမှာနှစ်ခုအထိသိမ်းယူနိုင်ခဲ့တာဖြစ်ပြီးတော့ကွန်ညာကလည်းဒီနွေရာသီမှာ Wolf ကနေပြောင်းလာပြီးနောက်ပိုင်းပထမဆုံး Man United ကစားသမားဘဝအတွင်းကိုကိုသိမ်းယူနိုင်ခဲ့တာဖြစ်ပါရီပြောရရင်ဒီကစားသမားနှစ်ဦးရဲ့အတွင်းကိုတွေကဘလောက်ထိအထက်တန်းဆန်ခဲ့လဲဆိုတာကိုကျွန်တော်တို့တွေမြင်တွေ့ခဲ့ကြရပါတယ် အခုဆိုရင်ကာနာချိုရက်ဖိုအန်တိုနီတို့ကိုတောင်ပံကစားသမားတွေကိုစွန့်လွှတ်ပြီးတော့သူတို့နေရာမှာဘုံမုံနဲ့ကွန်ညာတို့ကိုဘာကြောင့်အစားထိုးခဲ့လဲဆိုတာကိုသိသွားလောက်ကြပြီဖြစ်ပါလိမ့်မယ်။မန်ယူနိုက်တက်ကကွန်ညာအတွက်ပေါင်60တသမ5သန်းပေးချေခဲ့ရပြီးတော့အဘူမိုအတွက်ဘရန်ဖို့ကိုပေါင်82သန်းပေးချေခဲ့ရတာဖြစ်ပါလိမ့်မယ်။မန်ဂျက်စတာယူနိုက်တက်ကန်ဝင်ဂယ်ရီနဗီကဘရိုက်တန်ကိုအနိုင်ရခဲ့တဲ့ပွဲအပြီးမှာဒီကစားသမား2ဦးစလုံးနဲ့ပတ်သက်ပြီးတော့ဟော့ဂိန်းထုတ်ခဲ့ပြီးတရဲနီတွေအတွက်နိုင်ပွဲတွေအများကြီးရယူပေးနိုင်မယ်ကစားသမားတွေလို့ပြောဆိုခဲ့တာဖြစ်ပါလိမ့်မယ်။ ကွန်ညာနဲ့အမ်ဘူမိုတို့ရဲ့အပြောင်းအရွှေ့ကအန်နီယယ်ရှိတဲ့ခေါ်ယူမှုတွေကိုဖယ်ရှားနိုင်ခဲ့ပါတယ်။ဘာလို့လဲဆိုတော့သူတို့ကပရီးမီးယားလိမှာအရင်ကတည်းကကစားခဲ့ကြပြီးတော့မတူညီတဲ့အစဉ်အတန်းမှာစွမ်းဆောင်ပြဖို့စားလောင်နေကြလို့ပါ။အမ်ဘူမိုကဒီအစဉ်အတန်းမှာစွမ်းဆောင်ပြနေကြပုံစံပေါ်ပါလေ။သူကိုကြည့်ရတာစားလောင်နေပြီးတော့ဂိုးတွေသွင်းယူခြင်းတွေပါလေ။မန်ချက်စတာယူနိုက်တက်ကတစုံတရာအပေါ်မှာတိဆောက်ရမယ်။ကွန်ညာနဲ့အမ်ဘူမိုတို့ကမန်ယူနိုက်တက်အတွက်နိုင်ပွဲတွေအများကြီးရယူပေးပါလိမ့်မယ်လို့ပြောကြားခဲ့ပါတယ်။ ဂယ်ရီနဗီနဲ့အတူတင်ဆက်နေတဲ့ဂျေမီရက်နက်ကလည်းတရဲနေတွေအနေနဲ့ဒီယာစီအမပေးစရာထိတ်ဆုံး9နေရာအတွင်းမှာချိန်တိပေါက်ပြီးဆုံးလိမ့်မယ်လို့ပြောကြားခဲ့ပါတယ်။ကျွန်တော်တို့အရင်စိတ်လှုပ်ရှားလို့မရသေးပေမဲ့လည်းဒီအသင်းကပရီးမီးယားလိထိတ်ဆုံး9သင်းထဲမှာမပြေဆုံးနိုင်စရာဘာအကြောင်းမှမရှိပါဘူး။သူတို့ကအဲ့ဒီလိုလုံနိုင်စွမ်းချိန်တိပေါက်ရှိပါတယ်။ဒါပေမဲ့နီးပြားကဘာထင်အောင်ထင်မှားဖြစ်မှုအောက်မှာမှရှိနေမှာမဟုတ်ဘူးလို့ပြောခဲ့တယ်။အဲ့ဒါကတခြားအခြေအနေတစ်ခုအတော်လေးလေးလေးမင်းမင်းဖြစ်သွားနိုင်ပါတယ်လို့ပြောဆိုခဲ့ပါတယ်။တကယ်ဆိုရင်ကျွန်တော်တို့အနေနဲ့အစင်ငါးအတွင်းဆိုတာထက်ပိုတဲ့ရလဒ်ကိုမျှော်မှန်းပါတယ်။ မျော်လင့်လို့လည်းရနေတာဖြစ်တာကြောင့်ပျော်ပျော်ကြီးကိုရည်မှန်းချက်ထားနေပါတယ်။ဒါကတော့ဒီယာတီမာယူနိုက်တက်အသင်းအနေနဲ့ပရီးမီးယားလိဂ်ဆူပါလားကိုအရယူသိမ်းပိုက်သွားဖို့ပဲဖြစ်ပါတယ်။အဖြစ်နိုင်စရာအကြောင်းလဲဘာမှရှိမနေပါဘူး။ကောင်းချီးမင်္ဂလာတွေကစုံကြီးနေပြီဖြစ်ပါတယ်။ဒဏ်ရာရကစားသမားတွေရှိနေတဲ့ကြားကယူနိုက်တက်နေပြအမ်မိုရင်ကအသင်းရလည်းကောင်းမွန်အောင်ဆန်းဆောင်ပေးထားတာပါ။ဘရူနိုရဲ့ပင်နတီနှလုံးသားဝင်ခဲ့ရင်ယူနိုက်တက်ဟာဇယားအဆင့်တက်မှာတော့ရက်တည်နေရလောက်ပါပဲ။အားရစရာပါပဲ။အထူးသဖြင့်လေယာဉ်တပ်သားတွေဖြစ်တဲ့အမ်ဖူမိုနဲ့ကိုညာတို့ရဲ့ဆန်းဆောင်ရည်တွေက ပို့လို့တော့အားအသင့်စရာကောင်းမွန်နေပါတော့တယ်ခင်ဗျာအဆုံးထိကြည့်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်